ဘုဒ္ဓံပူဇေမိတမ္မံပူဇေမိတန်ခံပူဇေမိမာတာပိတုပူဇေမိအာစီယပူဇေမိအနန္တောအနန္တာ၅ပါးကိုလက်ဆက်ပြာမူ၍ပူဇေမိပူဇော်ပိုင်းရှင်ဖေဟာတနင်္လာနေ့နံတာသမီမိတ်ဆွေများခင်ဗျာဒီညဝင်မာလာထဲမှာဆိုလို့ရှိရင်ပေါ့နော်ကိစ္စရဲ့တော်တော်များများတွေမှာပေါ့နော်ပုံမှန်ထပ်ပို့ပြီးတော့မှရှုပ်ထွေးမှုတွေများတတ်တာတွေတွေ့ရပါတယ်နော်ဒီအယူအဆပိုင်းတွေအတွေ့အခေါ်မှတ်တဲ့လောက်ရက်တွေနော်စီးပွားကန်စားတာမှာပေါ်တတ်မယ်နော် ဒီလုပ်ငန်းရေးအပိုင်းတွေမှာပေါ့နော်အကောင့်မြင့်ဝါဒရှိတဲ့ပုံစံတွေနဲ့ကြုံရဆောင်ရဖို့အခက်အခဲလေးတွေဖြစ်တတ်တယ်။မိမိရဲ့မျှော်လင့်ချက်နဲ့လက်တွေ့ကမတိုက်ဆိုင်တာတွေလွဲချော်ရတဲ့ကိစ္စရတဲ့ပေါ်ပေါ်ရတတ်ပါလေ။နော်။ ဒီမိမိရဲ့ဒီငွေချေးကန်စားတာမှာပေါ့နော်မိမိဘာသာစွဆောင်းတာမျိုးပဲပို့ပြီးတော့အားကောင်းတာတွေ့ရပါတယ်နော်ချင်းကားတာမျိုးတွေမှာဆုံးရှုံးနေတာတက်တက်အခါကလည်းတခုဖြစ်နေတဲ့အတွက်သတိပြုဖို့ဆရာအကြံပေးချင်ပါတယ်နော်စီးပွားကန်စားတာကပေါ့ဒီ၁၇လပိုင်းတရလုံးမှာဆက်စပ်တိမခံတဲ့ဒီစီးပွားကန်စားတာမျိုးပေါ့နော်အမာရွယ်အတိမ်ဆောင်မခံတဲ့ကန်စားတာမျိုးဖြစ်နေတာတွေ့ရပါတယ် တချို့ကောင်းတဲ့အချက်လေးတွေအနေနဲ့ကတော့ဘောနော်ဒီဆရာတို့ဒီဘော်ဒါဟူးနန်အိုစီတဲ့လုပ်ငန်းတွေဖြစ်တဲ့အလားပရေးရာတွေအလားပြင်ဆိုင်တွေအလားကုန်ရောင်းဝယ်ခြင်းလုပ်ငန်းရင်းယထရွှေဆိုင်ရွှေပရိရွှေရောင်းဝယ်ရေးရေလုပ်ငန်းရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရေချောင်းခရီးလုပ်ငန်းတဲ့ဖက်ရေးဆိုင်ရိုးစုံလုပ်ငန်းစတဲ့ဘော်ဒါဟူးနန်တဲ့လုပ်ငန်းတွေမှာအများစုဒါအကောက်ပါတယ်နော် ပြီးလို့ရှိရင်ဆရာတို့အင်္ဂါနန်သိအိုးစီးတဲ့လုပ်ငန်းတွေဖြစ်တဲ့စံစီစေးစာစက်မှုလက်မှုစက်ပြုတ်ရေးလုပ်ငန်းနော်စေရနာလုပ်ငန်းဆက်လူရှေရလုပ်ငန်းနော်စားတောက်ကုန်လုပ်ငန်းစားတောက်ဆိုင်ဆက်ချုပ်လုပ်ငန်းစားအုပ်စားပေးစတဲ့လုပ်ငန်းရေးရာတွေမှာကတော့မိမိရဲ့ဒီမူလနေရာကနေပေါ့နော်မူလနေထိုင်ရာကနေရဝေးနေရာကနေပို့ပြီးတော့အကျိုးပေးအကောင့်တာတွေ့ရပါတယ်နော်ဒီစီးပွားကန်စတာမှာနော်၁၇လပိုင်းအထုတတိထားမှာကတော့မိမိ မိမိကနေတပားသူစီကိုပေါ့နော်အကျိုးအမြတ်ရတော့၎င်းလူမှုရေးရတော့၎င်းပေါ့နော်ငွေချေးအလွဲပြောင်းပြီးဆုံးရှုံးရတတ်တဲ့လာတလာအဖြစ်ရှိနေတာကိုတွေ့ရပါတယ်ဆက်လို့ကျမ်းမာရေးကန်စတာမှာဆိုလို့ရှိရင်နော်စတလာပိုင်းအစာပိုင်းကနေ17ရက်နေ့အထိကအနည်းငယ်ညံ့တက်ပါနဲ့နော်ခန္ဓာကိုယ်ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေနော်အောက်ပိုင်းနဲ့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေသတိထားဖို့ရှိရနော် ဆရာတို့ဒီ၁၇ရက်နောက်ပိုင်းကနေလကုံအထိမှာပေါ့နော်ဒီကျမ်းမာရေးကန်စာတာအတက်ပိုင်းကိုပြန်ရောက်လာမှာဖြစ်ပါတယ်အချင်းရေကန်စားတာမေတ္တာရေကန်စားတာအပိုင်းမှာဆိုလို့ရှိရင်တုတ်တက်မှုရှိပါတယ်တလားလုံးကျိုးစင် အနောက်ရှက်နေပါတယ်နော်ဒါပေမဲ့ဒီဆရာတို့နည်းနည်းဂယုပြုစရာအချက်နေနေပေါ့နော်မိမိရဲ့ချစ်သူဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ထောင်ဘက်ကစနေနေ့နံသားသမီးနော်ဖြစ်ခဲ့လို့ရှိရင်ပေါ့နော်စကားပြောဆိုတဲ့အထင်းမြင်စကားလွဲတာတွေနော်နော် ဒီလွယ်မှာတက်တာတွေเนาะချစ်သူနဲ့စကားများတာတွေကွက်ပြတ်တာတွေဖြစ်ရတတ်လို့ဒေါသကိုရှစ်တမ်းမတင်ဖို့ဆရာအကြံပေးခြင်းပါတယ်အချစ်ရေးမေတ္တာရေးကံစားတာကဆရာတို့ဒီ20ရက်နောက်ပိုင်းမှာမှသာစမ်းပြန်တက်လာတာမျိုးတွေ့ရပါတယ် အိမ်ထောင်ရေးကန်စားတာမှာထပ်တစ်ခုသတိပြုရပါတော့ဒီဆရာတို့ဒီမရှုပ်မလဲကိစ္စရက်တွေပေါ်ပေါ်ရတတ်ပါတယ်နော်ဟုတ်လားအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအထင်မြင်လွဲမှားတာမျိုးတွေလည်းဖျက်တတ်တယ်လို့အချက်တကွဲအကျိုးနဲ့ဖျက်တတ်ပါတယ်နော်အဲ့တော့ကြာတော့ဆရာတို့တီးခံလို့စိတ်တွေနားလဲလို့စိတ်တွေပျောက်နေရတတ်တာမလို့ဒါသတိပြုဖို့ဆရာအကြံပေးခြင်းပါတယ်နော်ဆရာတို့ဒီစကားများတာတွေเนาะပြဿနာတက်တာတွေအချက်တော့ကကိစ္စဖြစ်ရတာတွေကဆရာတို့ဒီစက်တလာပိုင်းအစကနေ20ရက်နဲ့ဒီအိမ်ထောင်ရေးမှာအထူးဂရုစိုက်တဲ့မှာကြောင့်ဆရာအကြံပေးခြင်းပါတယ် ထပ်ပြီးတော့ဗောနော်ဒီဆရာတို့မလို့သူတွေရဲ့ဘေးစကားတွေမြောက်ဖင်ပြောဆိုစကားတွေလည်းစဉ်းစားဆင်ခြင်ပြီးတော့မှဂရုစိုက်ဖို့ဆရာအကြံပေးလိုပါတယ်ပညာရေးကံစားတာဟာလည်းပဲဆရာတို့ဒီအစကနေဗောနော်ရက်20ရက်နေ့အထိကရုံးကနေရတတ်ပါတယ်ဉာဏ်ပညာကြိုအရဆိုလို့ချင်းဆရာတို့လုံငန်းပိုင်းရဲ့ယာယီမှာယာရုယာခံကိစ္စတွေလုံငန်းပိုင်းဆိုင်ရာသင်ကိုတင်ပြရတတ်တဲ့ကိစ္စတွေမှာကံချုပ်ပြီးအားနည်းနေတာတွေ့ရပါတယ် ဒီဉာဏ်ပညာနဲ့ပတ်သက်လို့အကျိုးဖြစ်ထွန်းမှုနည်းပါးတတ်တဲ့အခါကာလလေးတစ်ခုဒါဖြစ်နေတတ်တယ်ပေါ့နော်ဒီ20ရက်နေ့အထိရပါပေါ့နော်အဲ့တော့ကြာတော့ဆရာတို့ဒီ20ရက်နေ့ကနေလောက်အောင်ဒီမှာတော့အနောက်ဆက်ချိုလုံးဝကင်းစင်ပြီးတော့မှအကျိုးပေးများတဲ့အခါကာလတစ်ခုဖြစ်သွားပါလိမ့်ခင်ဗျဆရာတို့ဒီလူမှုကန်စားတာ နော်ပရိုက်တာအလုပ်တွေမှာကိုယ်တိုင်အိုးစီးရတာတွေဒါမှမဟုတ်လို့ရှိရင်မိမိရည်မှန်းထားတဲ့ကုသိုလ်ရေးကိစ္စတွေမှာအကောင့်ထဲပေါ်တာမျိုးတွေအောင်မြင်တာမျိုးတွေလူမှုရေးရာဆန်းတွေအများကျုပ်ပြုလုပ်ငန်းတွေမှာအဆင်ပြေနေရပေမဲ့လည်းပေါ့နော်ဒီဆရာတို့ဒီတချို့အပေါင်းအသင်းဆက်ဆံရေးတွေမှာပေါ့နော်ဒီပတ်ဝန်းကျင်အထည်အမြင်လွဲခံရတတ်တာတွေနော်ငွေကြေးကိစ္စရက်တွေပေါ်ပေါ်ရတတ်တယ်နော်အချင်းများတတ်တာတွေတဘာသူစကားကြောင့်လည်းအချင်းချင်းစီလုံးညီညွတ်မှုတွေပြပြတတ်တဲ့ကိစ္စမျိုးလေးတွေပေါ်တတ်တယ်နော် ပြုလို့ရှိရင်ဆရာတို့အင်္ဂါနိနံသာသမီဘုဒ္ဓဟူးနိနံသာသမီတွေနဲ့အခမ်းအမသင်ဖြစ်တာမျိုးပို့ပြီးတော့မှကျုံ့ဆောင်ရတတ်လို့ဒါတတိပြုဝတ်တတ်ပါလေနော်ငွေကြေးကိစ္စတွေမပြေမလည်ဖြစ်ရတတ်တဲ့ကိစ္စတွေပေါ်ဝတ်တတ်တယ်နော်ငွေကြေးချင်းကားလိုက်တဲ့ကိစ္စရဲ့တင်မှာဆုံးရှုံးဝတ်တတ်တယ်လို့ဆရာအထူးတတိပြုစေချင်ပါတယ်နောက်ထပ်ဆရာတို့ဒီ ရေချားနေချပေါ့နော်ဒေတာချနိုင်ငံချကံစားတာနဲ့ပတ်သက်လို့ပေါ့နော်ဆက်လို့နိုင်ငံချကံစားတာတုတ်တက်မှုရှိရဲ့ဖျားဘူးခီးထွက်တာတွေအလူတန်းပြုတ်ရတာတွေအကောင့်ထပ်ပေါ်အောင်ရင်းရှိရဲ့မိမိနေထိုင်ရာ အရက်ကနေပေါ့နော်အနောက်ရက်ဒေတာနော်မြောက်ရက်ဒေတာတွေမှာအထူးအကျိုးပြုမယ်နော်ရေချားနေချဒေတာချတွေမှာနော်လုပ်ငန်းတိုးချက်လုပ်ကိုင်ရခြင်းကိစ္စတွေမှာလည်းအောင်မြင်ရတတ်တဲ့အကြောင်းတွေကိုဆရာတို့ကောစာစာတာမှာဆရာတို့ညွှန်းဆိုထားပါတယ်နော်ဆရာတို့ဒီ 17လပိုင်းမှာပေါ့နော်တနင်္လာနေ့နံတွေတဲ့အချိုးပေးခဏအနေနဲ့ပေါ့နော် နှစ်ကနန်း၅ကနန်းနဲ့၆ကနန်းနေဖြစ်ပါလေနော်ဒီကနန်းတွေကိုဆောက်ရွက်ဖြူတွေအပေါ်မှာဆော့ပင်နေနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အဲ့ကိုယ့်ရဲ့ပတ်စံရေးပေါ့နော်စသဖြင့်ကိုပိုင်ငွေရေးချေထားရနေရတယ်မှာငွေတွေနဲ့အတူအဆောင်ရတရားဖြစ်ထားကြည့်လို့ဆိုရင်တိုက်တွန်းလို့ပါတယ်ထုံငွေများမြဲခြင်းအချိုးတရားအချိုးတစုံတရားမရှိဘဲနဲ့ပေါ့နော်ကုန်ကန်းချင်းတွေကနေတာကွယ်နိုင်ဖို့အတွက်ဖြစ်ပါလေပေါ့နော်တနည်းအားဖြင့်ဆရာတို့လက်လာဘကံတွေပို့ဖို့အတွက်ကအထောက်အပံ့ဖြစ်စေပါလိမ့်မယ်ရေယုံကြည်နဲ့အဆောင်ရတရားဖြစ်ထားရှိဖို့ဆရာအကြံပေးရပါတယ် ပြီးတော့ဆရာတို့ဒီကနန်းတွေကိုပေါ့နော်ဆရာတို့ငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်အ мян ဆော့များလို့လေကိစ္စရက်တွေမှာအချိန်အခါကာလအနေနဲ့တော့၎င်းနော်ရက်စွဲအနေနဲ့တော့၎င်းတိုက်ဆိုင်ပြီးတော့မှဆရာတို့တိတ်တိတ်ကြပ်ကြပ်ဆရာအတုံးချကြည့်စေချင်ပါဘူးနော် မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားတွေကံအကျိုးပေးများတာတွေเนาะအားကောင်းတာတွေကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်เนาะဒီစာရွက်အပိုင်းစာလေးတွေကိုတော့ဆရာတို့ဆက်တလာပိုင်းကုံတဲ့အခါမှာဓာတ်အဆောင်ရတရားပစ္စည်းဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေရှောင်းစတဲ့ရေရှင်မှာစွန့်ပေးရမှာဖြစ်ပါတယ်เนาะဆရာတို့ဆက်တလာပိုင်းတဲ့မှာကံပွင့်လက်ပွင့်စေပြီးတော့မှเนาะလုံငန်းကိုင်ကတော့အထူးအောင်မြင်စေလိုခြင်းအတွက်အထူးတည့်ရတရားအနေနဲ့မိမိရဲ့နိမ့်နံဘုရားဖြစ်တဲ့အရှိ အရက်ဖရားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်နင်းနံဖရားတွေမှာတွားရောက်ဖို့မလွယ်ဘူးလားပုံပေါ်တွေကိုယ့်ရဲ့အိမ်ဖရားမှာဒီနင်းစီအဖြူနင်းစီအဖြူ၃ဖွင့်နဲ့အောင်တပြေကိုကက်လူတန်းပေးပေးပါနော်ဖရားပန့်အိုးတအိုးစီခွဲလို့ပေးပါနော်နင်းနံအပြင်ဆရာတို့စတဲ့လာပိုင်းရတဲ့လာနေမနာပိုင်း6နာရီနဲ့မနာ9နာရီအတွင်းမှာအထူးလူတန်းပူဇော်ပေးပေးပါနော်မိမိရဲ့အခက်ခဲတွေအပူဓာတ်တွေကိုငြိမ်းအေးစေရအောင်လို့လဲတောက်တော်ကြီးချံဖះမှာကပ်ပေးပါနော် အရင်အတွက်မရှိပါတော့3ခွက်5ခွက်ပို့အဆင်ပြေလို့ကပ်ကပ်လို့ပူဇော်ပေးပေးပါဂုံတော်ပွားများပေးပါတော့နော်ဆရာတို့ဒီခရီးလမ်းသွားရင်လည်းအခက်ခဲရှိဘူးကိုအစားအသောက်ပေးတာလမ်းစိတ်လူရာမျိုးတွေမကြမကြလုပ်ပေးတင်ပါတယ် ုရားရှင်ရဲ့ဂုံတော်ပတိစိတ်လိုသူများအတွက်ဆရာတို့ဒီလောကဝိတုဂုံတော်ကိုပဲပေါ့နော်တလာလုံးတေချာထုံနေအောင်လို့စိတ်ပေးပါနော်ဂုံတော်ပွားများတဲ့အခါမှာလည်းပေါ့နော်ဆရာတို့အနတ်အတိတ်ပဲနဲ့တေချာဂုံတော်ကိုပွားများစေလိုပါတယ်နော်လောကဝိတုတတလောကဩကာသလောကသင်္ခါရလောကဟုဆိုတော့လောကသုံးပါးကိုအကျွင့်မဲ့သိတော်မူသောမြတ်စွာဘုရားလို့ပွားများပြီးတော့မှကုံတော်ပရိစိတ်ပေးပါနော်မှတ်ရခက်လို့ရှင်နဲ့ဆရာတို့လောကဝိတုလောကသုံးပါးကိုတည်တော်မူသောမြတ်စွာဘုရားလို့ရွတ်ဆိုပွားများပေးပါနော် တင်းလာနေတဲ့ဘဝမိစေများအားလုံးကိုကျမ်းမှာဆက်ချမ်းသာပြီးတော့မှဘေးပရာခတ်သိမ်းအပုခတ်သိမ်းကင်းရှင်းကြပါစေကြောင်း